မြန်မာပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မနေ့ USC မှာထိုးချီသွားတဲ့ဂျော်ဟျော်ဝမ်ရဲ့ပွဲအကြောင်းကိုပြောရမယ်ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ပြိုင်ထိုးဆိုင်ထိုးတွေရှိခဲ့ပြီးတော့ပွဲကတော့ပြည်သက်တွေကိုမပြင်းစေခဲ့ပါဘူးခင်ဗျာပွဲချိန်ကောင်းခဲ့လို့ကျွန်တော်တို့ကြည်ရတဲ့ပြည်သက်တွေတောင်မှရင်ခုန်စိတ်လှုပ်ရှားစေခဲ့တာလည်းဖြစ်ပါတယ်ပထမအရှိမာတင်တစ်ဖက်နဲ့တစ်ဖက်ထိကျက်တွေအများများခဲ့လို့ပြိုင်ဘက်နှာခေါင်းတွေကသွေးပါထွက်ခဲ့တာလည်းဖြစ်ပါတယ်ပြိုင်ဘက်ဖိုက်တာအနေနဲ့လည်းမိနစ်တိုင်းမှာကိုယ့်ရဲ့ဖိုက်တာကိုဂျက်တွေထောက်နေခဲ့တာလည်းဖြစ်ပါတယ် ဒါကိုဂျော်ဂျူအဘန်ကလည်းရှိတ်မီနေဘက်နဲ့အတင်းဝင်လုံးပြီးတော့ထိုးခဲ့တာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာဂျော်ဂျူအဘန်ကဒီပွဲမှာချန်ပီယံလက်ရည်မျိုးရှိတယ်ဆိုတာကိုသေချာပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်ပြိုင်ခဲ့တဲ့အုံကြီးလုံးမှာဒီပွဲကတော့အရှိတိုင်းမှာပြိုင်သက်တွေကိုဆွဲဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဒီပွဲမှာဆိုရင်တော့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာဂျော်ဂျူအဘန်ကအမှတ်နဲ့နောက်ဆုံးမှာအနိုင်ရရှိသွားတာပဲဖြစ်ပါတယ်ခင်ဗျာဂျော်ဂျူအဘန်အနေနဲ့ကတော့နော်လာမဲ့ပွဲစဉ်မှာလက်ရှိချန်ပီယံကပတ်ကြီးကိုလည်းစိန်ခေါ်ခွင့်ရရှိသွား ားပြီပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာ